Okay ဒီ reading ကိုမင်းတွေးလိုက်ပြီဆိုတာနဲ့မင်းနဲ့ Titan နဲ့အရာတွေမရှိကို ရောက်လာတော့မယ်ဆိုရင် message ပဲဖြစ်ပါတယ်ရှင်။ဒီ collective reading နဲ့ဖြစ်တဲ့ဒီ reading လေးကိုတွေးလိုက်ပြီဆိုတာနဲ့မင်းဘဝတွေကိုဝင်လာတော့မယ်။မင်းနဲ့ Titan နဲ့အကြောင်းအရာတွေကိစ္စတွေလူတွေဘာမှမဆိုဖြစ်နိုင်နဲ့မင်းပိုင်ဆိုင်ရတော့မယ်ဆိုတဲ့နမိတ်ပဲဖြစ်တယ်။တထဝရတဲ့ဆိုတော့ကိုယ့်ရဲ့ collective လေးတွေရှိမှာ chapter တွေအဆုံးသတ်တော့မယ်ဆိုတာမျိုးကိုတွေ့တယ်ပေါ့နော်တထဝါရဲ့ energy တွေကတချို့ relationship လေးတွေတချို့အရာတွေကိုယ့်ရဲ့ collective လေးတွေရဲ့ဘဝထဲမှာကြီးကြီးမားမားအပြောင်းလဲတွေရှိတယ်ဆိုတော့ခံနိုင်ရင်ရှိဖို့ကြိုးစားပါဆိုတဲ့ message ပေါ့နော်တခုခုကိုဘဝထဲမှာဆုံးရှုံးသွားတော့မယ်သို့တော်လည်းပဲဒီဆုံးရှုံးမှုကမင်းကို ကောင်းမွန်သောပုံမကောင်းမွန်သောအရာတွေရောက်လာဖို့အတွက် universe ကသင်ခန်းစာတွေပေးတာဖြစ်တယ်။ဘဝတွေကလူတယောက်နှုတ်ထွက်သွားတာပဲဖြစ်ဖြစ် အာဘဝရဲကအကြာကြီးတိဆောက်ထားတဲ့အလုပ်အကိုင်းတွေယူယွင်းသွားတာပဲဖြစ်ဖြစ်ဘာတွေပဲလာလာဒါဟာမင်းကို universe ကစမ်းသပ်နေတဲ့ logan ပဲဖြစ်တယ် chapra တခုတော့အဆုံးသတ်တော့မယ် close ဖြစ်တော့မယ်ဆိုတာကိုတွေ့တယ်တို့တော်လည်းပဲ one minute ပါနဲ့ဒီဟာကိုဘယ်လိုမျိုး balance ဖြစ်အောင်ဂိုင်းတွေရမလဲဆိုတာကိုဒီ case ကနေမြင်သင်ယူရမယ်တဲ့ သူတို့ဖန်တီကယ်ကိုတွေ့တယ်ပေါ့နော်ဆိုတော့တခုတချို့သူတွေပေါ့နော်လူနှစ်ယောက်သားကြားထဲမှာဂျန်ကလင်းလုပ်ဖို့စူးစမ်းနေတာနှစ်ယောက်သားကြားထဲမှာအကွက်ရွှေ့ဖို့စူးစမ်းနေတာမျိုးတွေဖြစ်တယ်ဆိုရင်ရှိတယ်ဆိုရင်အရန်ကြီးအဲဒါကြီးကိုအားဆိုင်ပြီးတော့ကြာတော့ပင်မန်းနေတာမျိုးမဟုတ်ပါနဲ့တဲ့မင်းနဲ့မထိုက်တန်တဲ့အရာမင်းအတွက်မဟုတ်တဲ့တခုကသူ့အလိုလိုဒီတက်ထာဝါရဲ့ energy တွေမင်းဘဝတွေကနေထွက်သွားရလိမ့်မယ်ဆိုတာမျိုးကိုတွေ့တယ် night of one ယ့်ရဲ့ collateral တွေပန်းနိုင်ကိုရောက်တော့မယ်ဆိုရင် message ဖြစ်တယ်။ဘလို့အရာပဲဖြစ်ပြီပေါ့နော်။ login နဲ့ goal တစ်ခုရှိတယ်။ဖြစ်ချင်တဲ့ aim map တစ်ခုရှိတယ်ဆိုရင်အဲ့ဒီ aim map ကိုမကြခင်မှာရောက်တော့မယ်။အဲ့ဒီ aim map ကို account ထဲပေါ်နိုင်တော့မယ်ဆိုတာမျိုးကိုတွေ့ရတယ်။ Queen of Wands ဝမ်မီဒတ်ရဲ့ energy တွေကိုပဲအများဆုံးတွေ့ရတယ်။ဆိုတော့အခုချိန်ကနေစပြီးတော့ကိုယ့်ရဲ့ collateral တွေလိုရမှာကကိုကိုကို confidence ရှိရှိနဲ့ ဖြတ်တန်းပါ conference ရှိနေတိဆောက်ပါငါဟာလုံနိုင်တယ်ငါဟာထိုက်တန်တယ်ဆိုတဲ့အတွေးမျိုးနဲ့ပဲရှင်းတန်းပါအခုထပ်ပို့ပြီးတော့ရုပ်ရည်ယူပကလှပလာဖို့ရှိတယ် personality အရာပို့ပြီးတော့ဆွဲဆောင်မှုရှိလာဖို့ရှိတယ်ရုပ်ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာပို့ပြီးတော့ပြည့်စုံလာဖို့ရှိတယ်ရင်ကထပ်ပို့ပြီးတော့ဆွဲဆောင်မှုရှိလာတာရင်ကောင်းထပ်ပို့ပြီးတော့လှပချောမောလာတာဝိတ္တစားတက်လာတာဒီလိုမျိုးလေးတွေအပြောင်းလဲတွေ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေအများကြီးဖြစ်လာဖို့ရှိတယ်။ဒီတစ်ခုပေါ့နော် relationship ပဲဖြစ်ဖြစ်ပေါ့နော်ငွေကြေးပဲဖြစ်ဖြစ်တခုခုဆုံးရှုံးသွားတဲ့အတွက်လူကလေအစ်တစ်ပြောင်းပြန်လှန်လိုက်သလိုမျိုးမင်းကိုပြောင်းလဲသွားစီမဲ့အရာတွေဖြစ်လာတော့မယ်ဆိုတာမျိုးကိုတွေ့ရတယ်။ခရီးတွေထွက်ရလိမ့်မယ်တဲ့။ကိုရ collected တွေဒီ reading ကိုမြင်ပြီးသိမကြခင်မှာခရီးတွေထွက်ရလိမ့်မယ်အဲ့ဒီထွက်ရတဲ့ခရီးနဲ့ပတ်သက်ပြီးတော့လေရွေးချယ်စရာတွေကြုံရလိမ့်မယ်ပေါ့နော်အဲ့ဒီခရီးမှာအာကိုအတွက်ကောင်းမွန်တဲ့ လူတယောက်ယောက်ကိုအဲရွေးချယ်ဖို့ကြုံလာတာပဲဖြစ်ဖြစ်အလောက်ကင်တစ်ခုခုရွေးချယ်ဖို့ကြုံလာတာပဲဖြစ်ဖြစ်အဓိကကတော့ cuff emotion ကိုပေးနေတာဖြစ်တဲ့အတွက် relationship တွေနဲ့ပတ်သက်လိမ့်မယ်မိသားစုဆက်ဆံရေးလည်းဖြစ်နိုင်တယ်အပေါင်းအသင်းဆက်ဆံရေးလည်းဖြစ်နိုင်တယ် romantic relationship လည်းဖြစ်နိုင်တယ်ဒီလိုမျိုးရွေးချယ်စရာတစ်ခုခုကိုယ့်ရဲ့ collectively ရဲ့ဘဝတွေကိုမကြခင် ရောက်လာလိမ့်မယ်အာစိတ်မြန်ကိုမြန်ဖြစ်နေတဲ့အခြေအနေတွေရှိလိမ့်မယ်သို့တော် level တစ်ခုခုကိုရှင်းရှင်းလင်းလင်းမြင်ရတော့မယ်ဆိုတာမျိုးကိုတွေ့တယ်ကို collateral တွေအခုလက်ရှိမှာကိစ္စတစ်ခုခုကိုဝေဝါးပြီးတော့ဆုံးဖြတ်ရခံနေတယ်အမှန်အမှားမခွဲခြားနိုင်ဘူးဘာလို့လို့လုပ်ရမှန်းမသိဘူးဒီလိုမျိုးတွေ့ဝေနေတာမျိုးတွေရှိတယ်ဆိုရင်အခုကနေစပြီးတိတ်မကြခင်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ clear thinking ရှင်းလင်းဆုံးအပြတ်သားဆုံးတွေးခေါ်နိုင်သွားမယ်။ကောင်းမွန်တဲ့တရင်စကားတွေရောက်ရှိလာမယ်။ဒီဆုံးဖြတ်ရခက်တဲ့ရွေးချယ်ရခက်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်ရလွယ်ကူသွားစေမယ်။ တရင်စကားတစ်ခုခုအချက်အလက်တစ်ခုခုကိုယ့်ရဲ့ collateral တွေရှိကိုရောက်လာပါလိမ့်မယ်တဲ့ရှင် Okay အခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လို message လေးရှိနေမလဲထပ်ကြည့်အောင် Okay karma relationship တွေကနေယုံထွက်နိုင်လိမ့်မယ်ဒီမှာတထဝါကိုကိုအရင်ကြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလဲ karma relationship ဆိုတော့ကြတော့အခုလက်ရှိရင်ဆိုင်နေရတဲ့ toxic relationship မင်းကိုပြင်းမှန်းစေတဲ့ချစ်သူနာကနေမင်းကိုအဆင်မပြေဖြစ်စေတဲ့ relationship ကနေပြီးတော့ယုံထွက်နိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် Okay not today အခုထပ်ထိအချစ်ရေးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့ပတ်သက်ပြီးတော့ဝမ်းနေနေရတုံးပဲသူနဲ့စကားတွေပြောရမှာကိုမလှုပ်ချင်တော့ဘူးသူနဲ့ပတ်သက်ပြီးတော့ဘလို့မှကို healing မလုပ်နိုင်ဘူးဒါပေမဲ့လည်းဝမ်းနေနေရဒုံမဲဆိုတော့သူတွေအဲ့ဒီခံစားချက်ကြီးကနေတိတ်မကြခင်မှာလွတ်မြောက်ပါတော့မယ်တဲ့ဒီမှာလည်း a short source ဆိုတော့လူသစ်တစ်ခုခု အဲပုံစံအစ်တစ်ခုခုနဲ့ပြန်ပြီးတော့ဖြတ်တန်းနိုင်လိမ့်မယ်မလိုအပ်တော့တဲ့ကြိုးတွေကိုဖြတ်နိုင်လာလိမ့်မယ်မလိုအပ်တော့တဲ့သူတွေနဲ့အကွာအဝေးတစ်ခုဖန်တီးနိုင်လာလိမ့်မယ်ဘဝထဲမှာမလိုအပ်ဖက်တိဆောက်ထားတဲ့ပက်တန်တွေကိုမလိုအပ်ဖက်တိဆောက်ထားတဲ့အမှုအကျင့်တွေအားလုံးကိုရပ်တန့်လိုက်ပြီးတော့ကြတော့ကောင်းမွန်တဲ့ပုံစံအစ်တစ်နဲ့ပြန်ပြီးတော့ ရှင်သန်နိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့လက်ရှိမှာကိုယ့်ရဲ့ quality တွေကအရန်ကိုဝမ်းနေနေတာမျိုးလွမ်းနေရတာမျိုးတစုံတစ်ယောက်အကြောင်းကိုတွေးပြီးတော့မတေချာတဲ့အနာဂတ်တွေအကြောင်းကိုတွေးပြီးတော့ပင်ပန်းပြီးဝမ်းနေနေရတာမျိုးတွေရှိရင်တိတ်မကြတော့တဲ့ကာလအတွင်းမှာပျော်ရပါတော့မယ်တဲ့ရှင်ဆိုတော့ အဲနောက်ဆုံး results ကကောင်းသောပြောင်းလဲခြင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီ energy လေးကိုရရှိသွားပါစေလို့မျှော်လင့်တယ်။ energy resonate ဖြစ်တယ်ဆိုရင်တော့ claim သွားပါပေါ့နော် like and share လေးလုပ်ပြီးတော့ claim သွားလို့ရတယ်။ဒီလိုမျိုး free reading လေးတွေကိုလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ထားပါရှင်။ TikTok နဲ့ Facebook မှာလည်း active ဖြစ်ပါတယ်။ပကပိုင်းလေးတွေကတော့ Facebook နဲ့ TikTok မှာရှိမယ်ပေါ့เนาะဆိုတော့ personal reading ဝယ်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ Telegram တို့မဟုတ် Bible မှာပုံကင်လေးယူလို့ရမယ်။ YouTube နဲ့ Facebook က follower တွေအတွက်ကတော့ description မှာ Telegram link က Bible number ကိုချပေးထားပြီးသားဖြစ်ပါရဲ့ရှင်။ဆိုတော့ see you group နောက်ထပ် reading နဲ့တူပြန်တွေ့ကြမယ်နော်။